င်္ဂလာရှိတဲ့ဖက်ကင်းကြပါလိမ့်မယ်။ VOA American တိုင်းရဲ့2025ခုနှစ် March 15ရက် American သမ္မတ Donald Trump ရဲ့အမိန့်ကြောင့်နှစ်ပေါင်း83နှစ်ကြာတည်ရှိခဲ့တဲ့ American အတန် Vice of America ရဲ့လုပ်ငန်းတွေအားလုံးဟာရပ်ဆိုင်းသွားခဲ့ပါပြီ။ဒါအပြင်လွတ်လပ်တဲ့အာရှတန်း Radio Free Asia RFA ကိုလည်း Federal အစိုးရကပေးနေတဲ့ budget ငွေတွေကိုလည်းဖျက်တောက်ခဲ့ပါတယ်။လက်လုံးမှာတော့ VOA ရဲ့အမြဲတမ်းချိန်ပြည့်ဝန်ထမ်းအားလုံးကိုဒါစာမဖြတ်ဘဲခွင့်ပေးထားပြီး ကန်ထရိုက်စာချုပ်နဲ့လုတ်ကင်နေတဲ့သတင်းသမားတွေကိုတော့တနင်္ဂနွေနေ့ကစပြီးအလုတ်ကနေအပြီးပြက်ရဲဆဲလိုက်ပါတယ်။ VOA ရဲ့ထုတ်လွှင့်မှုလုပ်ငန်းတွေအားလုံးကတော့စနေနေ့ကစပြီးတော့ရပ်တန့်သွားခဲ့ပါတယ်။အလုတ်ရဲဆဲတဲ့အကြောင်းကြားစာကိုပြီးခဲ့တဲ့တနင်္ဂနွေမှာရရှိခဲ့ပြီးဝန်ထမ်းအားလုံးကိုရုံးမလာခိုင်းတော့ဘူးလို့အမည်မဖော်လိုတဲ့ VOA ဝန်ထမ်းတစ်ဦးကပြောပါတယ်။မြန်မာဘာသာစီစဉ်နေတဲ့ဘာထုတ်လွှင့်နေတဲ့ VOA နဲ့ RFA သတင်းဌာနတွေရဲ့အခန်းကဏ္ဍဟာမြန်မာနိုင်ငံသားတွေအတွက်ဘလောက်ရေးပါခဲ့ပါသလဲ။ ဒီသတင်းဌာနတွေရက်တန့်သွားမှုကမြန်မာပြည်သူတွေရဲ့သတင်းလိုအပ်ချက်ကိုဘလောက်တောင်ရိုက်ခတ်မှုဖြစ်ပေါ်နိုင်ပါသလဲဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး2006ခုနှစ်ကနေစပြီးတော့ VOA မှာ16နှစ်တိုင်တိုင်သတင်းတောက်အဖြစ်တာဝန်ထမ်းဆောင်ပူးခဲ့တဲ့ကိုကျော်ကျော်သိန်းကိုမြန်မာနိုင်ငံကမေးမြန်းထားပါတယ်ဒီပထမဆုံးအနေနဲ့ဒီ VOA နဲ့ RFA ကိုပေါ့နော်အခု loss ဆိုလို့ရှိရင် VOA ရဲ့ဝန်ထမ်းတွေအားလုံးကိုဒါဟိုဟိုလာစာမဖြတ်ဒီဟို ဟိုခွင့်ဆိုပြီးတော့လုပ်လိုက်တယ်ပေါ့အလုပ်တွေအားလုံးကိုဆိုင်းငံ့ခိုင်းလိုက်တယ်ပြီး RFA ဆိုလို့ရှိရင်တော့ကျွန်တော်တို့သိရသလိုဆိုလို့ရှိရင် RFA ကိုပံ့ပိုးပေးနေတဲ့ Federal အစိုးရရဲ့ပတ်စံကိုသူတို့တွေကနေပြီးတော့ဟိုရက်ဆိုင်ပလိုက်တယ်ပေါ့နော် American ပြည်တော်စုမှာဟိုလုတ်ခဲ့တဲ့ဟိုပူတဲ့ဟိုသတင်းသမားတယောက်အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဟိုအခုရဲ့တုံ့ပြန်ချက်ထင်မြင်ယူဆချက်လေးတွေကိုဟိုကျွန်တော်တို့စာဖတ်ပိတ်သက်တွေကိုသတင်းပိတ်သက်တွေကိုပြပြပေးပါခင်ဗျာဒီ ော်ဒီဒီ view ကတော့ကျွန်တော်ရဲ့မိခင်ဌာနဟောင်းပေါ့လေဆိုတော့ RFA ဆိုတာလည်းပဲကျွန်တော်တို့မိတ်ဆွေပေါင်းအသင်းတငယ်ချင်းတွေလုံလုံကြိုင်နေကြတဲ့ဌာနပါပဲဆိုတော့ဒီဌာနနှစ်ခုစလုံးပေါ်မှာအခုလောလောဆယ်ဆိုတော့ပြင်ထန်ဆုံးရိုက်ခတ်တာ view ပေါ့လေဒီလောက်အထိစူးစူးရွာရွာ view ရဲ့တမိုင်း73နှစ်ကြာတမိုင်းမှာတခါမှမဖြစ်ခဲ့ဘူးလေမကြုံခဲ့ဘူးလေ VOE ရဲ့ဟလာအတန်လွှင့်တာတွေအကုန်လုံးရက်ဆိုင် ရက်သွားလောက်ရတဲ့ဒီဖြစ်တဲ့ဖြစ်ရဲ့ဆိုးကြီးပေါ့ဗျာနော်ဒါ VOE director ရဲ့ထုတ်ပြန်ကြရဆို Bloody Saturday ပေါ့စနေနေ့မှာသွေးစွန်းသောစနေနေ့လို့တော့ပြင်စားပြီးတော့ခေါ်ကြတာပေါ့နော်အဲကြားရကျွန်တော်တော့ဟိုစိတ်ထိခိုက်တယ်ဝမ်းနေတယ်နောက်ပြီးတော့ဒေါသထွက်တယ်ခံပြင်းတယ်ခံစားချက်မျိုးစုံပဲဗျခံစားချက်မျိုးစုံပဲအဲ့မှာပြင်းတဲ့ဆုံးခံစားချက်ကတော့ဘာလဲဆိုတော့ဒီလောက်အထိပက်ပက်ဆက်ဆက်လောက်တာကိုကျွန်တော် immediate ဒေါသထွက်တယ် နဲ့ဒေါသဖြစ်တယ်။ဘာအတွက်ဒေါသဖြစ်တယ်လဲဆိုတော့ဒါပုပ်ကိုရေးခံစားချက်လည်းပါတယ်။ကိုလုတ်ခဲ့တဲ့မိခင်ဌာနပေါင်းတစ်ခုအနေနဲ့နောက်တစ်ခုကကျွန်တော်ရဲ့လုပ်ဖို့ကင်ဘက်တွေမိတ်ဆွေတငယ်ချင်းတွေဟလာစိတ်ဝေဒနာအကြီးအကျယ်ခံစားရသူတို့မိသားစုတွေစိတ်ဝေဒနာအကြီးအကျယ်ခံစားရဟလာနောက်နေ့ဘာဖြစ်မလဲငါတို့အိမ်လာကပေးနိုင်ပါဦးမလားငါတို့မိသားစုအိုးမဲ့အိမ်မဲ့ဖြစ်တော့မလားဟလာတမင်းစိုးဘောမှာစားစရာမရှိကြအောင်ထားလိုက်အောင်ဗျာနော် အဲ့လောက်ဖြစ်စိတ်တော့ကပူပင်ဒုက္ခရောက်ရတဲ့အတွက်လည်းပဲကျွန်တော် impotent စိတ်ထိခိုက်တယ်ဒါအပြင်ဒီဒီလိုသတင်းဌာနတွေပေါ့နော် VORFA အပါအဝင်ကျန်တဲ့သတင်းဌာနတွေအကုန်လုံးကဖြည့်ဆည်းပေးနေတဲ့အခန်းကဏ္ဍကျွန်တော်တို့လူမြန်မာနိုင်ငံလူမျက်စိပိတ်နားပိတ်လို့ဖို့စူးစားခံနေရတဲ့အတိုင်းဒီသတင်းတော်လက်ခွင့်ကိုအကြီးအကျယ်ဆုံးထိမ့်ချုပ်ထိပါခံနေရတဲ့အတိုင်းဒီအတွက်အုတ်ချက်သေးတပွင့်လိုမျိုးပါဝင်နေတဲ့ဒီမီဒီယာတွေရဲ့အဲကင်မရာတွေ အမြင်ကွင်းတွေဆိုရှယ်မီဒီယာတွေအကုန်လုံးပေါ့နော်ပိတ်သွားတဲ့ဟာကအနစ်နာဆုံးကတော့ကျွန်တော်တို့ဒီသတင်းမီဒီယာတွေကနေတဆင့်မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုရယူစားသုံးနေတဲ့လူတို့ပဲသက်ဆိုင်ရာဥတီပရိသတ်ပေါ့နော်ညီမလူတို့ကတော့အထိခိုက်အနစ်နာရဆုံးပဲအဲ့ဒီအတွက်လည်းပဲကျွန်တော်ဆိုးလဲဆိုးရင်လည်းပူလဲပူလဲစိတ်လည်းအင်မတန်မကောင်းဖြစ်ရပါတယ်ဗီယိုမှာအခုအခုကလတ်ချာကြီးလုတ်ခဲ့တဲ့ခါကျတော့လေအခုလုတ်ခဲ့တဲ့ဟို ခေတ်ကာလအခြေအနေကိုသိချင်းဘယ်တော့ကနေပြီးဝင်တယ်နော်အဲ့တုန်းကဆိုလို့ရှိရင် view မှာလုတ်ခဲ့ရတဲ့အတွေ့အကြုံတွေဘယ်ဘယ်လိုမျိုးထူးထူးခြားခြားသတင်းတွေကိုနော်ဟိုတင်ဆက်ခဲ့ရတဲ့အစရှိသဖြင့်ပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်သိချင်ပါတယ်ခင်ဗျာဟလာရုပ်တံနဲ့သတင်းမီဒီယာသမားတယောက်အနေနဲ့ကျွန်တော်တကယ်တကယ်ရုပ်တံနဲ့စတာမဟုတ်ပါဘူးဗီဒီယိုနဲ့ပဲကျွန်တော်တို့စခဲ့တာပေါ့နော်အတန်လွင့်သတင်းတောက်ပေါ့တန်လင်းသတင်းမီဒီယာသမားတယောက်အနေနဲ့ကျွန်တော်ကအမှတ်အရဆုံးအချိန်ကာလတွေကဘာလဲဆိုတော့မြန်မာနိုင်ငံ ပွင့်လာပြီးတော့ဒီဘက်မှာရောက်နေတဲ့သတင်းမီဒီယာဓမ္မတွေပြည်တွင်းမှာသတင်းဝင်ယူခွင့်ရတဲ့အခြေကျွန်တော်ဒီကံကောင်းထောက်မှစွာနော် VOE မြန်မာဌာနအနေနဲ့ပြောမယ်ဆိုရင်ကံကောင်းထောက်မှစွာပထမဆုံးအခြေမြန်မာနိုင်ငံတွင်းမှာသတင်းဝင်ယူခွင့်ရခဲ့တဲ့သတင်းထောက်တွေထဲမှာကျွန်တော်တယောက်အပါဝင်ဖြစ်ပါတယ်ပမာရကတော့ကျွန်တော်တို့2012ခုနှစ်ဂျာပြရွေးကောက်ပွဲဒါအားလုံးမှတ်မိကြပါလိမ့်မယ်ဒေါ်ဆန်းစုကြည်နဲ့ နော်ဟိုကျွန်တော်တို့နေရာ40ကျော်ထင်ပါရဲ့နော်45နေရာထင်ပါရဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့လွတ်တော်ကိုယ်စားလှယ်လောင်းနေရွေးကောက်ပွဲဝင်ခဲ့ကြတယ်ရွေးကောက်ပွဲအဲရွေးကောက်ပွဲလုပ်တဲ့အချိန်တုန်းကကျွန်တော်ကဘိုင်ကောက်မှာကျွန်တော်တောင်းဝန်ကြနေပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံတွေကိုဝင်ခွင့်မရဘဲနဲ့နော်မိုင်ပေါင်း6000 9000ဝေးတဲ့နေရာကနေပြီးတော့ဟလာတယ်လီဖုန်းလေးကနေတဆင့်တရင်တွေရယူရတယ်အတန်လွှင့်ရတယ်အဲဒီကနေကျွန်တော်တို့ထိုင်းနိုင်ငံဘန်ကောက်မှာ အလဲကြပေါ့နော်လာပြီးတော့ကျွန်တော်တို့3လတစ်ကြိမ်တောင်ဝင်ထမ်းဆောင်နေရတယ်အဲ2012ခုနှစ်အဲ့ဒီကာလကကျွန်တော်ကတိုင်းနိုင်ငံဗန်ကောက်မြို့တော်မှာတောင်ဝင်ကြနေတဲ့အချိန်ဖြစ်တော့ဘူသိန်းစင်ဆိုရကပြပကသတင်းတော့တွေကိုရုပ်ောက်ပွဲဂျပန်ရုပ်ောက်ပွဲကိုသတင်းယူခွင့်ပေးပြီးတော့ဝင်ဝင်ပြုတ်ရဲအဲကျွန်တော်ဝင်ဝင်ရခဲ့တယ်ကျွန်တော်ထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်ယုံမှာတချိန်ကမြန်မာနိုင်ငံသားတယောက်ဖြစ်ခဲ့ပေမဲ့အခုနိုင်ငံသားတယောက်အနေနဲ့အဲထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်ယုံမှာကျွန်တော်ကိုယ်တိုင်းပြည်ကိုကိုယ်မျိုးရဲ့တိုင်းပြည်ကိုအဲ ပြုံးဝင်ဗီဇာပြန်လျှောက်ပြီးတော့ပြုံးဝင်လျှောက်ပြီးတော့ကျွန်တော်ပြုံးဝင်ရခဲ့ပါတယ်မမရရဘူးဝင်ဝင်ရတာ9ညပါကျွန်တော်တို့88ကိုထွက်ခဲ့ကြရတယ်လို့9ညပါเนาะအဲ့တော့ကျွန်တော်ပြီးစီတော့နောက်ကြခင်ဗျားလည်းပဲ9ညနဲ့လုကုမလုဘူးဆိုပြီးတော့နောက်ကြတယ်ဆိုတော့9ညကျွန်တော်ဝင်ရတယ်အဲ့9ညတာ9ရက်တာကာလပေါ့เนาะ6ည9ည9ရက်9ရက်9ည6ရက်လား6ည9ရက်ဖြစ်နေတယ်ခင်ဗျာအဲ့ဒီကာလတုန်းကတကယ်အတင်းရွားပါပဲဒီကော်မူနဲ့ရန်ကုန်နောက်ရန်ကုန်ကကျွန်တော်တို့ဗဟန်း လူသားဒီမိုကရေစီအဖွဲ့ချုပ်ယုံရှိဒီနေရာတွေကိုလူလာခောက်တုတ်ပေါ့နော်ကျွန်တော်တို့သွားခဲ့ကြရတယ်ဒီနောက်ကအများကြီးပဲအင်မတန်ကိုစိတ်လှုပ်ရှားရင်ခုန်စရာကောင်းတဲ့ကာလပဲကျွန်တော်ရဲ့အကြီးမားဆုံးအတွေ့အကြုံပြောရရင်တော့တစ်ချိန်လုံးကဟလာမိုင်မောင်း1900ဝေးတဲ့နေရာကနေကိုပရိသတ်ကိုရဲ့သတင်းရှင်းမြစ်တွေကိုတယ်လီဖုန်းလေးကနေတဆင့်တယ်လီဖုန်းကြိုးလိုင်းလေးကနေတဆင့်ဆက်သွယ်နေရာကနေပြီးတော့ကိုရဲ့သတင်းရှင်းမြစ်တွေကိုပရိသတ်တွေကိုအကောင်လိုက်ကြီးမြဝါထင်ထင်ညီငဲ့ရတဲ့စကားပြောခဲ့ရတဲ့ ခံစားမှုအတွေ့အကြုံကျွန်တော်အတွက်ဘဝတသက်တာမှာဘယ်တော့မှမမေ့နိုင်ဘူး။နောက်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကယုံငန်းမှာဒါဒေါန်ဆန်းစုကြည်ကိုယ်တိုင်အဖွဲ့ချုပ်ယုံငန်းပုံကဒီမှတ်90လေးတက်တူဤတန်းလမ်းမှာဒေါန်ဆန်းစုကြည်ကိုယ်ကစင်းစာရှင်လေးမျိုးလှုပ်တယ်ဒီမြို့ကောက်ပွင့်နဲ့ပတ်သက်ပြီးတော့အဲ့တော့အဲ့ဒီမတိုင်ခင်မှာဒေါန်ဆန်းစုကြည်ခီးထွက်တော့မကြမ်းမာတဲ့ကာလရှိခဲ့တယ်ကိုသွင်းသတ်မိပါလိမ့်မယ်ဆိုတော့ဒေါန်ဆန်းစုကြည်ကမကြမ်းမာတဲ့ကာလခဏလူငယ်ခွန်းကပြောင်းနေရတာကနေပြီးတော့ပထမဆုံးအကျင့်လူငယ်ခွန်းထွက်ပြီးတော့ဒီမြို့ကောက်ပွင့်နဲ့ပတ်သက်တဲ့စင်းစာရှင်လင်းပွဲ သူပြောက်ပြီးတော့ရှင်းလင်းခဲ့တယ်ကျွန်တော်ဒီရင်းစားရှင်းလင်းပွဲမှာကျွန်တော်ကိုယ်တိုင်ဒေါ်စန်းစုကြည်ကိုကျွန်တော်မေးခွန်းမေးခွန်းရခဲ့တယ်တော့တည်းအများကြီးပဲကျွန်တော်တို့နော်အင်တာနက်ကလည်းမရှိတဲ့အခါကျတော့ကျွန်တော်တိုင်နေထောင်ကြအာယုံ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 နဲ့ဒါနဲ့တကယ့်ကိုရင်ခုန်ဆက်လို့ရှားစရာကောင်းတယ်တင်းသမားတယောက်နေတကယ့်ကိုရင်ခုန်ဆက်လို့ရှားစရာကောင်းတယ်ကာလာပဲတခါဒါကျွန်တော်ချုပ်ပြီးတော့ပြောရင်ဒေါ်ဆန်းစုကြည်ပထမအဦးဆုံးပြပခီးလို့ဆိုရမယ်နော်ထိုင်းနိုင်ငံဘန်ကောက်ပြည်တော်မှာ World Economic Forum ကမ္ဘာစီးပွားရေးဖိုရမ်လာတက်တယ်အဲ့ဒီတစ်ချိန်ဒီလဲပဲကျွန်တော်ကံကောင်းထောက်မှဆိုတာကျွန်တော်ရောက်နေတဲ့အချိန်ဘန်ကောက်မှာရောက်နေတာဖြစ်တဲ့အတွေ့ကျွန်တော်တင်းယူခွင့်ရခဲ့တယ်တောင်ဆန်းစုကြည်ရှင်းလင်းမြတ်တင်းညာရှင်းလင်းပွဲကျွန်တော်တက်ရောက်ခွင့်နောက်ထောင်ခွင့်ရခဲ့တယ်မိခွန်းတော့ကျွန်တော်မီးတယ်မိခွန်းခွင့်ရမရခဲ့ဘူးဒါပေမဲ့နောက်တစ်ချိန် World Economic Forum ကိုနေပြည်တော်မှာလုပ်တယ်နော်ပထမဆုံးအချိန်မြန်မာနိုင်ငံဟာကမ္ဘာစင်မြင့်မှာနော်ဝင်ဆက်နဲ့ပွဲလို့တော့ပြောလို့ရတယ်နော်တောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကနေပြီးတော့ ကမ္ဘာစီးပွားရေးဖိုရမ်ကိုနေပြီးတော့မှလုပ်တယ်ကျွန်တော်ဒီအဲ့ဒီပွဲကိုလည်းပဲကျွန်တော်ဝင်ရောက်တင်ယူရခဲ့တယ်ဒေါ်ဆန်းစုကြည်ရဲ့အခုလောလောဆယ်ဒုသညွေဆိုတဲ့ NUG ရဲ့ငွေကြေးဝင်ကြီးဖြစ်တောင်းထမ်းဆောင်တယ်ဒေါ်စင်မအောင်ရဲ့ပြီးတော့ဦးသိန်းစင်ဆိုတဲ့ဖွဲ့ကဦးစိုးသိန်းရဲ့စင်မကြီးတခုတည်းမှာ၃ယောက်ထိုင်ပြီးတော့နော်ရှင်းလင်းကြောဆိုတဲ့တင်းနာရှင်းလင်းမခမအီးတယ်မှာလူလေးမှတင်းနောက်လူမှအများကြီးပဲနော်ကျွန်တော်တန်ကောင်းထောက်မှဆိုတော့ကျွန်တော်မေကွန်မေကွန်ရခဲ့တယ် အဲ့ဒါဒီဘန်ကောက် WE W ဥစားဘော Economic Forum ဘောစီးပွားရေး Forum ရဲ့အဆက်ဖြစ်တဲ့အတွက်အဓိကမေကွန်အဆက်ကိုကျွန်တော်မေးမြန်းငွေရခဲ့တယ်ဒီအဲ့ဒီတော့ကမေးခဲ့တဲ့ဒီဗီဒီယိုအပိုင်းစာလေးဆိုရင်တခါတလေမကြခဏဆိုသလိုဟိုပြန်တက်လာလေးရှိပါတယ်ဆိုတော့ဒါတွေကပြောရရင်တော့ကျွန်တော်တက်တန်းအတွင်းမှာလုပ်ခဲ့တဲ့များတဲ့မှာเนาะအမှတ်ရစရာတွေအများကြီးတဲ့ကကျွန်တော်အမှတ်ရစရာတချို့ဖြစ်ပါတယ်ကျွန်တော် American နိုင်ငံသားရဲ့ဝန်ကြီးဟောင်း Melin Albright ဟလာရန်ကုန်တက္ကသိုလ်ကျွန်တော်တို့ ဟိုစေရီတို့85နှစ်ပြည့်တယ်ကျွန်တော်အဲ့အဲ့ဒီဟာလေးတော့ကျွန်တော်မသေးကြဘူး။ညမတက်တို့မှလာပြီးတော့စေရီတို့ဆက်မပါမယ်ကိုပြောပြီးတော့ Melvin Melvin Albright နဲ့အဲ့ဒီခမ်းမဆောင်ထဲမှာပဲเนาะဒီအကန့်တစ်ခုထဲမှာပဲကျွန်တော်အဲတွစ်ဆုံမမြန်ခွေကိုယ်တိုင်တွစ်ဆုံမမြန်ခွေကျွန်တော်ရခဲ့ဘူးပါတယ်။ကျွန်တော်ရန်ကုန်ရောက်ဖြစ်တိုင်းမှာ American Dammat အဲ့တုန်းကရှိတဲ့ American Dammat တွေเนาะသူတင်တော့ဟို Dammat ကြီး Scott Marshall ဆိုနေကျွန်တော်မှာဂျာခနာ interview လုပ်ဖြစ်ခဲ့ပါတယ်။နောက်တစ်ခါဒီဒေါ်ဆန်းစုကြည်ရဲ့ထိုင်းနိုင်ငံခီးစဉ်နှံ့မိပါလိမ့်မယ်။မဟာချိုင်ခီးစဉ်เนาะ ဒီမြန်မာနိုင်ငံကအလို့တမအများစုနဲ့လေပတ်နေတဲ့ဒီထွက်လုပ်ငန်းနော်ပင်လယ်စာလုပ်ငန်းတွေလုပ်တဲ့မြို့အဲ့ဒီကိုဒေါန်ဆန်းစုကြည်သွားတဲ့ခီးစဉ်ကိုလည်းပဲကျွန်တော်တို့ကြိုသွားပြီးတော့ကျွန်တော်နဲ့ကျွန်တော်တို့ခေါ်ဂိုင်ဘက်နော်ဗီဒီယိုကင်မရာတရင်တော့နဲ့ကျွန်တော်တို့နှစ်ယောက်သွားပြီးတော့အဲ့မှာလည်းတနောက်ကအများကြီးဒီအလို့တမတွေဆိုတော့ဖွေးဖွေးလှုပ်မျက်စိတဆုံနော်ဒေါန်ဆန်းစုကြည်ကိုတွေ့ရဖို့သူပြောတာနားထောင်ရဖို့တရင်တော့တွေဆိုတာလည်းအလူအရက်ကိုတရင်ရှိသွားတာကျွန်တော်မျက်စိရှိမှလည်းဒီလေကားထောင်ရင်းနဲ့တနောက်ကြောက်ရှေ့ကပြုတ်ကြလို့ကျွန်တော်မှလမ်းဆွဲရသေးတယ် ဲ့လိုမျိုးကိုအလူရဲ့လောက်ကြတာနောက်တော့ဆိုလဲတိုးကျိတ်ပွေပြီးတော့ကိုဟိုဒေါ်ဆန်းစုကြည်ကိုလည်းနေ့လေးမြင်ရဖို့အတွက်ဒေါ်ဆန်းစုကြည်ပြောတာလေးနားထောင်အောင်လို့စိုက်ပုတ်တွေနဲ့ဘာနဲ့အမေသားတို့ပြီးတော့ပြန်လာခြင်းပါပြီလို့ပြောခင်ဗျာမြင်ရတဲ့မြင်ငွေကတကယ်ကိုဒီစွန့်နေဇာဝမ်းတာဇာပေါ့ဗျာနော်အဲ့လိုခက်စားချက်မျိုးစုံပြီးတဲ့မြင်ကွင်းပါအဲ့လိုအခြေအနေကိုလည်းပဲကျွန်တော်တည်င်းရယူပြီးရှားခဲ့ပါတယ်ကျွန်တော်အမေရိကန်သမ္မတလူကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းပဲ နော်ဒီကျွန်တော်ဂျန်ကျိန်တဲ့ဟာတွေမှာကျွန်တော်အဲဂျန်ဒီဝဲမတိုင်ရွေးကောက်ပွဲမဲယုံတွေသွားပြီးတော့လည်းပဲကျွန်တော်တရင်ယူခဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တရင်တိုက်ရိုက်တရင်ပြဖို့ချက်တွေကျွန်တော်လုပ်ခဲ့ဥပါရယ်ဟုတ်ကဲ့ခင်ဗျာဒီဟိုမြန်မာနိုင်ငံသားတွေအများစုကျွန်တော်တို့လိုပါပဲเนาะကျွန်တော်တို့တွေမွေးတဲ့ဟိုဟာဒီနိုင်ငံကြီးပြဿနာတွေကြားထဲမှာကျွန်တော်တို့တွေကမွေးဖွာလာရတယ်ဒါကြောင့်မလို့ဒီတရင်အချက်လက်ဆိုတာကျွန်တော်တို့အတွက်ဒီအသက်ရှင်သန်မှုအတွက်ကိုစိတ်ပိုင်းဆိုင်ရာရှင်သန်မှုအတွက် ကျွန်တော်တို့ကတော်တော်အရေးကြီးငယ်စဉ်ကာလတည်းကကျွန်တော်တို့တွေကဒီ BBC VOE တို့မျိုးအလှည့်ကြနေကျွန်တော်တို့တွေကဟိုနားထောင်ကြရတာပေါ့နော်ဆိုတဲ့ခါကျတော့ဒီအခုဒီသတင်းဌာနတွေကဆိုလို့ရှိရင်အခုရဆိုင်ခံရတော့ပေါ့နော်အဲအခု BBC တော့မပါပါဘူး VOE နဲ့ RFC ပေါ့နော်ရဆိုင်ခံရတယ်ဆိုတဲ့ခါကျတော့ဟိုဘလောက်ထိဟိုဒါမြန်မာဒီပြည်သူလူထုအတွက်ရိုက်ခတ်မှုတွေရှိနိုင်တယ်လေ အဲ့ဒါကျွန်တော်သိချင်ပါတယ်နောက်တစ်ခုကလည်းပဲထက်ဆင့်မေးခွန်းဆိုတော့ဘာလဲဆိုတော့အခုလိုမျိုးအင်တာနက်ခေတ်ကြီးမှာဒီဆိုရှယ်မီဒီယာပလက်ဖောင်းတွေကနေပြီးတော့လူတွေကဟိုဒီဟိုဟာတီယာဒီဟာတီယာဆိုတော့ဒါကိုလည်းသတင်းထင်နေလူတွေအများကြီးဖြစ်ပေါ်လာတဲ့အခါကျတော့သတင်းသမားတွေရဲ့အခန့်ကဏ္ဍသတင်းခန့်တွေရဲ့အခန့်ကဏ္ဍတွေကိုလည်းဟိုဟိုတချို့ကြောက်လည်းပဲဟိုတိတ်ပြီးတော့အရေးမကြီးတယ်လို့ထင်နေတချို့ကြောက်လည်းပဲမထီမဲ့မြင်လို့လာရှိတယ်အာနာရှင်တွေကတော့ ်အာနာရှင်အားပေးတဲ့လူတွေကတော့ကြိုက်တာပေါ့ရှင်ပြောလို့ရှိရင်ပေါ့နော်ဆိုတော့အဲ့ဒီအခြေအနေလေးကိုလည်းပဲကျွန်တော်တို့သိကြပါတယ်ဆိုတော့ပြန်ပြောရရင်လို့ရှိရင်ဒါဟိုမြမတရင်လောကအတွက်ဘယ်လောက်ထိရိုက်ခတ်မှုရှိသလဲကျွန်တော်တို့သိချင်တယ်ပြီးတဲ့ခါကျတော့အခုခေတ်ပေါ်မှာဖြစ်ပေါ်နေတဲ့သတင်းမီဒီယာနဲ့ပတ်သက်ပြီးပြည်သူလူထုရဲ့အမြင်နဲ့ပတ်သက်ပြီးတော့ကိုဟိုကိုကျော်သိနားလည်တဲ့တော်လေးလေးဟိုဟာထင်မြင်စကြလေးပြောပြစေချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုဆိုရင်ဒီမိကွန်းအတွက်လည်းကျေးဇူးတင်ပါတယ်ပထမအဦးဆုံးကတော့ဘလောက်ထိခိုက်တယ်လဲဆိုရင်အကြီးကျယ်ထိခိုက်ပါတယ်ဘာကြောင့်အကြီးကျယ်ထိခိုက်တယ်လဲလို့ကျွန်တော်ပြောရင်ဟိုတာမန်တွေ့ကြည့်မယ်ဆိုရင်တော့တတိယနာရီညအားကြီးပေါ့ဗျာညာနဲ့ကြည့်ပြီးတော့ဆိုကြပါစို့ရှိတဲ့အထဲမှာမှာအခုလိုမျိုး VOE ကတော့လုံးလုံးရပ်သွားပြီပေါ့နော် RFA ကတော့လုံးလုံးတော့မရပ်သေးပါဘူး RFA ထုတ်လွှင့်ချက်တွေကတော့ဆက်ပြီးတော့ထုတ်လွှင့်နေတော့မှာပဲဒါပေမဲ့သူတို့တင်ထုတ်ပြန်ထားတယ်လို့ပေါ့နော် RFA တရားဝင်တွေထုတ်ပြန်ထားတယ်လို့ရရနိုင်ကြီးဆိုတော့ on the brink ပေါ့ခင်းချောက်ချက်ကတော့ဟိုအစ်ရှိနေတာပေါ့နော်အချိန်ကြီးအဲ့တော့ ဒီလိုရင်းနှားလေးနှစ်ခုချလိုက်လို့ရောရာနဲ့ကြည့်တဲ့တိကျနာတွေကြားထဲမှာဘလောက်အထိတိကျိုက်သွားမှလဲလို့ဒီကုန်းထုတ်เสียရှိတယ်တိတိကျိုက်ပါတယ်ဘာကြောင့်တိတိကျိုက်တယ်လို့ပြောဟလာလွတ်လပ်တဲ့သတင်းမီဒီယာသတင်းမီဒီယာတွေကိုအပါအဝင်ဒီနိုင်ပြည်ပနိုင်ငံတွေကပေးနေတဲ့အကူအညီပေါ့နော်အထူးသဖြင့်တော့ဟလာဒေါ်နယ်ထရမ့်ဆိုရတက်လာပြီးနောက်ပိုင်းမှာ USAID နော် American ဒီပါအကူအညီပေးအဖွဲ့အစည်းအဓိကအကူအညီပေးနေတဲ့အဖွဲ့အစည်းဒီအဖွဲ့အစည်းကနေတစ်ဆင့်ကျွန်တော်တို့ဂျန်နဲ့အကူအညီပေးတဲ့အဖွဲ့အစည်းတွေပါရိုက်ခတ်တာပေါ့နော် ကူညီတွေရက်သွားတယ်နော်ထောက်ပံ့ရမုံငွေပဲဆိုကြပါစို့ရမုံငွေတွေရက်သွားတော့လက်ဒီ VORF အခြေအနေမတိုင်ခင်မှာကလေးကိုကဗမာနိုင်ငံရဲ့ဒီ feature လွတ်လပ်တဲ့သတင်းမီဒီယာတွေဖွင့်ပြတော့တခုမပြောနဲ့ပေါ့နော်ရက်တီရှင်တန်ရေး survival ပေါ့ဗျာရှင်တန်ရက်တီရေးအတွက်တောင်မှစိန်ခေါ်မှုအကြီးအကြီးနဲ့ရင်ဆိုင်နေရတယ်ကျွန်တော်တို့အဲ့ဒီအချိန်တုန်းကမိတ်ဆွေတင်ငယ်ချင်းတွေကြားမှာဆွေးနွေးကြတာရှိတယ်ပြောဆိုကြတာရှိတယ်အဲ့လိုတော့ဟလာဒီလိုမျိုးမြန်မာနိုင်ငံမှာ feature လွတ်လပ်တဲ့သတင်းမီဒီယာတွေက မျိုးတွန်းပြောက်ဖွယ်ခံရမယ့်အရေးလို့ကောင်းကောင်းမလုပ်နိုင်တော့မယ့်အရေးရင်ဆိုင်နေရချိန်မှာပြည်ပနိုင်ငံတွေကနေပြီးတော့ဒီရက်တိရေးအတွက်ပေါ့နော်ငွေကြေးရရက်တိအတွက်ပူပန်ကြမလို့တဲ့သတင်းမီဒီယာတွေအခန့်ကဏ္ဍပို့ပြီးတော့ရေးကြည့်လာမယ်ဒီသတင်းမီဒီယာတွေပို့ပြီးတော့လှုပ်ဆောင်အောင်ဖို့လိုတယ်နော်ဒါဒါခုနဆိုရှယ်မီဒီယာကိစ္စတွေဆိုတာသွားဆက်ဆက်နေတာလေကြောက်တို့ပြောခဲ့ကြအဲ့တော့တစ်ဖက်ကရက်တိရှင်တန်ရေးအတွက်ချိန်ချောင်းမှုခံနေရတယ်ကျန်တဲ့သတင်းမီဒီယာတွေအကုန်လုံးတစ်ဖက်က ဟလာယက်တိရှင်သန်ရေးအတွက်စိတ်ပူစရာမလိုဘဲနဲ့လုတ်ကင်ခွင့်ရနေတဲ့သတင်းမီဒီယာကြီးတခုရက်သွားပြီဒုံလုံးရက်သွားပြီဘလို့ပြန်လဲပတ်မယ်ဘလို့ပြန်လဲပတ်မယ်ဘာလို့မသိရှိခင်မှာလဲရှိတော့မယ်ဒုံလုံးပိတ်သွားတာလည်းဖြစ်နိုင်တယ်နော်နောက်တစ်ခါနောက်တစ်ခုကလည်းပဲအလုတ်တွေရက်ပြစ်ရနိုင်တဲ့အနေအထားမျိုးနဲ့ရင်ဆိုင်နေရတယ်ဆိုတော့တကယ်ကိုကျွန်တော်တို့မြန်မာနိုင်ငံသတင်းလွတ်ခွင့်အတွက်မြန်မာလူထုရဲ့သတင်းသိပိုင်ခွင့်အတွက်အင်မတန်ကိုစိုးရင်စရာကောင်းပါတယ်အင်မတန်ကိုအကြီးကိုကျွန်တော်တို့ထိခိုက်ပါတယ် ဆိုရှယ်မီဒီယာဒီလူတယောက်ကအကောင့်တစ်ခုရှိရင်ရေးချင်ရရေးလို့ရတယ်။ဒါတာဝန်မှယူစရာမလိုဘူး။ဒါဒီနော်ဘုံတိတ်ခါရှိတဲ့စင်းရင်းစီကဲနဲ့ရက်တီတဲ့နော်ညူနဲ့ရက်တီတဲ့ဒရင်းမီဒီယာတွေနဲ့အကြီးမားဆုံးသောဝါချချက်ပဲ။နော်ဂုံတိတ်ခါရှိတယ်မူနဲ့ရည်တည်တယ် journalism tinted principles ဒရင်စာနယ်ဇင်းလောကရဲ့ ဟိုချမှတ်ထားသောစီမင်းစည်းကမ်းများမူဝါဒများအတိုင်းလှုပ်ဆောင်တဲ့သတင်းမီဒီယာများသည်ပြီးလွယ်စီးလွယ်ရေးလို့ရတာမဟုတ်ဘူးဗျာတရင်အဆင်စစ်သွားတာဒါကိုဆိုရင်လို့လည်းနေစတူပါလုပ်တယ်ဘောင်းကောင်းသိရေးချင်တဲ့ရေးလို့မရဘူးเนาะအမှားရရှိတာဆိုဘယ်သတင်းမီဒီယာမှမဆိုရှိတယ်ကဘာပေါ်မှာထိတ်တန်းဆိုတဲ့သတင်းမီဒီယာတွေတောင်မှအမှားရမကင်းဘူးဒါပေမဲ့အမှားရအ ਨੇ စုံပြောင်းလို့ရတယ်မှားရင်မှားတဲ့အကြောင်းကိုဆက်ချင်းပြင်ဆင်ပေးရတယ်တိုးတော့သူတို့ဒီအထက်ထက်စစ်စေးပြီးတော့မှအဲ့တဲ့ဒရင်ကိုတင်တာဒရင်ကိုထုတ်လွှင့်တာဖြစ်တဲ့အတွေ့အခုနကကိုရေးချင်ရရေးပြီးတော့ တင်နာတွေထက်ယုံကြည်ကိုးစားမှုရှိတယ်ယုံကြည်ကိုးစားလို့ရတယ်ဒါပေမဲ့ဒီနေ့ခင်မှာမီဒီယာတွေများတာနဲ့မြတ်ဟလာတခုနဲ့တော့ယုံကြည်မှရှိဘောဗျာအနည်းဆုံးနှစ်ခုသုံးခုဒရင်အကြောင်းကတွေ့နေပတ်သက်ရင်အဲဒရင်ကနှစ်ခုသုံးခုကဒီလိုပဲရေးကြကလားပေါ့ဒါဖတ်ကြည့်လိုက်ရင်သိတာပဲလေဒီလိုလေရနိုင်နိုင်တာပဲအဲ့တော့ social media မှာလက်လွတ်စပယ်ပေါ့နော်ဘာမှတာဝန်ယူစရာလည်းမလိုဘူးတာဝန်ခံစရာလည်းမလိုဘူးလာဆဲလည်းပဲပိတ်ပိုက်လို့ရတယ်လာဆဲတဲ့အကောင့်ပေါ့နော်ဟိုပြန်လဲဖြည့်ရှင်းစရာမလိုဘူးပစ္စလက္ခ ရေးချင်ရေးတင်ချင်ရတင်ဆိုတဲ့အခြေအနေဖြစ်တဲ့အတွေ့ကျွန်တော်တို့ဒီကနေ့ကြီးမားဆုံးရဆိုင်နေရတာ misinformation လို့ခေါ်တဲ့ဟလာတရင်ချက်လည်းအလွဲတွေနော်နောက်တစ်ခါ disinformation ပို့ဆိုးတာပေါ့ဗျာပုံဖြတ်ပြီးတော့ဟုတ်တယ်အောင်ရောပုံဖြတ်ပြီးတော့အမှန်တဝက်အမှားတဝက်နဲ့အခုတချို့ဒီ VORFA ကိစ္စနဲ့ပတ်သက်ပြီးတော့တောင်မှအဲ့ဒီအတိုင်းဝိုင်းတင်နဲ့နီးစပ်ခဲ့ဘူးတဲ့လူတွေရင်းနေကြတာရှိတယ်ဝန်တာအရာနဲ့တလွဲတွေဗျာတလွဲတွေအဲ့ဒါကဘာလဲဆိုတော့ social media မှာပုံဖြတ်ပြီးတော့နော်ဟုတ်တယ်လို့မျိုးလေးနဲ့ ပြောတာဒီလူတွေကလည်းဖြတ်တာပါလဲဆိုတော့သူတို့ပြစ်ဒတ်နဲ့သူတို့ရှိကြကြဟိုဒေဝတာမာတော်သူပြစ်ဒတ်နဲ့သူရှိတယ်လို့ပြောဗျာနော်အခုဟလာဟိုထရမ့်ကိုမကြိုက်ဘူးလို့ပြောကြတယ်အီလမတ်ကိုမကြိုက်ဘူးလို့ပြောကြတယ်နော်ဟိုလူတွေဝိုင်းပြီးတော့ကန့်ကွက်ကြတက်စလာကိုပိတ်တယ်သူတို့ပုံနေတပိတ်ပေါက်တယ်ဒီတော့ဖြစ်စီသူတို့လည်းသူတို့ပြစ်ဒတ်နဲ့သူတို့ရှိတယ်ဒီလူတွေကသူတို့ပြစ်ဒတ်နဲ့သူတို့ရှိတော့သူတို့အစားသုံးတဲ့လူတွေရှိတယ်ရှုံတဲ့လူတွေရှိတယ်ဒါကအကြီးမားဆုံးအန်ဒီရယ်ပဲဒါတွေကိုတံပြန်ဖို့အတွက်အဲ့ကိုဒလွတ်စပယ်ပစ္စလကရေးတာတွေကိုတံပြန်ဖို့အတွက် နော် misinformation disinformation တွေကိုတံပြန်နိုင်မှုအတွက်ကတိကျလွတ်လပ်ပြီးတော့ဂုံတိတ်ခါရှိတဲ့သတင်းမီဒီယာစင်မြင်စည်းကမ်းတွေနဲ့အညီရက်တည်နေတဲ့သတင်းမီဒီယာများရဲ့တာဝန်ဖြစ်တယ်ဒါကြောင့်လည်းပဲဒီနေ့မှာ fact check ဆိုပြီးတော့ပြန်ပြီးတော့ကလာချက်လက်စစ်ဆေးတဲ့ဟာတွေပြဿနာတွေအများကြီးလုံနေကြတယ်သတင်းထဏအသီးသီးကလုံနေကြဒါတောင်မှမလုံတော့သေးဘူးဘာကြောင့်လဲဆိုတော့တစ်ခါတော့ဒီ misinformation campaign disinformation campaign ကိုလုံနေတာကျွန်တော်တို့တိုင်းပြည်မှာဆိုရင်တော့စစ်တပ်ပေါ့ဗျာ စစ်တပ်နဲ့သူ့ရဲ့အတိုင်းဝိုင်းနေရလုံတယ်သူကအုံနဲ့ကျင်းနေဗျနော်ငွေကြေးတွေအများကြီးတုံးလွင်ရအများကြီးတုံးပြီးတော့ကျွန်တော်တို့ပြောလို့ရှိတာဆိုရင်ဒီလူမျိုးဒင်းကိုလှုပ်ကြံတဲ့ပုံဖြစ်တဲ့ကမ်ပိန်းမျိုးကိုလုပ်နေတာဟိုတက်ရင်တင်းဖို့ဟိုတရေတည်းဖို့ဆိုရင်တော့မအဲ့လောက်လူကြီးအတွက်ငွေရအောင်လုပ်နေတာဗျတစ်ခါမှကြတော့ကျွန်တော်တို့ကလွတ်တဲ့သတင်းမီဒီယာတွေမှာရက်တိအစိန်ခေါ်တယ်လူသားအရင်းအမြစ်စိန်ခေါ်တယ်စေကောင်မှုရှိတယ်ချင်းချောင်းမှုရှိတယ်အဲနောက်တစ်ခါတည်င်းရယူနိုင်ခွင့်ရယူပိုင်ခွင့်မှာ ထိခေါ်မှုရှိတယ်ထိချောင်းမှုရှိတယ်ပစ္စလက်ကလက်လွတ်စပိတ်ရေးလို့မရဘူးဆိုတဲ့စီမင်းစီပြတ်နေရှိတယ်ဒီယာရီအောက်မှာလိုရတဲ့ခါကျတော့တစ်ဖက်ကအုံနဲ့ကျင်းနဲ့လုံနေတာကိုဘာရဖြတ်ချီပဲဆိုကြပါဘူးအုံနဲ့ကျင်းနဲ့လုံနေတာကိုထိထိကြောင်ကြောင်နော်ကောင်းကောင်းကြီးအပြည့်အဝတရားရခင်တို့တံပြန်နိုင်တဲ့အနေထားမှာမရှိဒီအဲမှာမှာအခုလိုမျိုးနောက်ထပ်သတင်းမီဒီယာတွေကိုပိတ်ဟဲပြုတ်ဟဲဖြတ်ဟဲလုတဲ့ဥစ္စာကပို့ပြီးတော့ပဲကျွန်တော်တို့အတွက်နစ်နာစရာရှိတယ်ကျွန်တော်တို့အတွက်ဆိုတာဘာလဲဆိုအထူးသဖြင့်တော့လူလူအတွက်ဗျာသတင်းမီဒီယာရဲ့အဓိကတာဝန်ထဲမှာလူလူကိုမှန်ကန်တဲ့သတင်းအချက်လက်ပေးရမယ်မှန်ကန်တဲ့သတင်းအချက်လက်ပေးခြင်းအပြင်လူလူဒီ သူနဲ့ပတ်သက်တဲ့ရေးရာကိစ္စများသူတို့ကိုယ်နဲ့ပတ်သက်တဲ့ရေးရာကိစ္စများဒိုင်းပြည်နဲ့ပတ်သက်တဲ့ရေးရာကိစ္စများမှာမှန်မှန်ကန်ကန်ရွေးချယ်စဉ်းစားဆက်ဖြတ်နိုင်တယ်ကျွန်တော်တို့အင်္ဂလိပ်လိုပြောလို့ရှိတယ် informed citizenry right decision မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ဖို့ဆိုတာဂုံတိတ်ခါရှိတဲ့သတင်းမီဒီယာတွေရဲ့ထိတ်ဆုံးကတာဝန်ပဲဒီတာဝန်ကအခုအကြီးအကျယ်ပြည့်ရွေးမဲ့အခြေအနေရောက်နေတာဒီဘယ်သူမှသွားထိတ်ခိုက်တယ်လဲဆိုတော့လူလူမှသွားထိတ်ခိုက်တယ်လူလူသွားထိတ်ခိုက်ရင်ဘာလဲဆိုတော့ဒါဒီကျွန်တော်တို့ဒိုင်းပြည်အတွက်ကို ရင်လေးเสียကြောက်เสียအခြေအနေကြီးလို့ကျွန်တော်ကတော့မြင်နေ